ကျောက်ဖြူမြို့နယ်မင်းပြင်းရွာမှာဝင်ရောက်ခြေကုပ်ယူထားတဲ့စစ်ကြောင်းနှစ်ကြောင်းအထက်ကတကြောင်းကိုအေအေကဝင်ရောက်တိုက်ခိုက် ရှင်းမုန်ခဲ့ပါတယ်။အေအေရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်ကအကြအဆုံများတဲ့အတွက်ကြက်ဖိုက်တာနဲ့လက်ရှိအချိန်အထိအပြင်းထန်တိုက်ခိုက်နေတယ်လို့သိရပါတယ်။မင်းပြင်းမိုးလေဝသရေဒါစခန်းအရှိမှာ ဝါဒဖြန့်တပ်ပုံရိုက်ကူးဖို့တန်းစီနေစဉ်အေးအေးတိုက်ခိုက်တဲ့အတွက်စစ်သားတွေအများပြားသေဆုံးခဲ့ပြီးတဲ့နောက်စစ်အုပ်စုရဲ့စစ်ကြောင်းနှစ်ကြောင်းဟာမင်းပြင်ရွာထဲနဲ့မိုးလေဝသရေဒါစခန်းအထဲမှာဝင်ရောက်တပ်ဆွဲနေရာယူထားခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မင်းပြင်ကြီးရွာမိုးလေဝသရေဒါစခန်းနဲ့ရေစခန်းတို့မှာအဓိကခြေကုပ်ယူထားတဲ့စစ်တပ်ဟာအနိပတ်ဝင်ကျင်ကြီးရွာတွေကိုဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ နှောက်ယှက်ဖြစ်စီတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့စစ်မြေပြင်တရင်ရင်းမြစ်တအူးကနရင်စရာကိုပြောပါရယ်အခုလိုပြုလုပ်နေတဲ့အတွက်စစ်တပ်စစ်ကြောင်းနှစ်ခုအထက်ကမင်းပြင်ရွာထဲမှာနေရယူဝင်ရောက်တက်ဆွဲထားတဲ့စစ်ကြောင်းကိုဒီကနေ့နိုဝင်ဘာလ19ရက်နေ့နေ့လေကအေကအပြင်းထန်ဝင်ရောက်တိုက်ခိုက်ရှင်မုန်းခဲ့တဲ့အတွက်စစ်တပ်ဘက်ကအကြအဆုံးတွေများပြီးစစ်သား30ကျော်လဲ AAC မှာဖမ်းဆီးခံခဲ့ရပါတယ် အဲလိုတိုက်ခိုက်အပြီးစစ်သားတွေအများပြားသေဆုံးခဲ့ရပြီးတော့အေအေကဖန်စီယာမီသူတွေနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းနေချိန်မှာမိုးလေဝသစခန်းကစစ်ကူစစ်ကြောင်းတွေစုပေါင်းပြီးရောက်ရှိလာရမှာနိုင်ဝတ်လောက်နှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မင်းပြင်ရွာအနီးပတ်ဝန်းကျင်နေရာတွေကိုလက်ရှိည6နာရီကျော်9နာရီအချိန်လောက်အထိ လင်းရင်တွေနဲ့ပုံကျဲတက်ခိုင်မှုတွေအပြင်းထန်ပြုလုပ်နေတယ်လို့ပြောကြပါဗျ။အေးအေးရေးပေါ်တွေကတော့ဘေးမတည်ရမခါပဲတိုက်ပွဲကနေအသာစီးနဲ့နောက်ဆုတ်လာနိုင်တယ်လို့သိရပါဗျ။ဒီလ14ရက်နေ့ကမင်းပြင်မိုးလေဝသရေဒါစခန်းမှာတပ်ပုံရိုက်ဖို့တန်းစီနေကြတဲ့စစ်သားတွေကိုအေးအေးကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်စစ်သား20လောက်သေဆုံးကဒဏ်ရာရရှိသူ20လောက်ရှိခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါသေးတယ်။